အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖျက်ပြမယ့်စာအုပ်လေးကတော့ဆရာသုံးဆောင်ရေးသားထားတဲ့ငားရဲ့ဒေဝီဆိုတဲ့စာအုပ်ကလေးရဲ့ဇာတ်သိမ်းပိုင်းပဲဖြစ်ပါတယ်ရှင်ပိတ်ဆို့နေတဲ့သွေးကြောတွေပွင့်ထွက်ကုန်တယ်အတွေးတွေရှင်းလင်းအပြည့်ရဲ့တိမ်မြုပ်ချင်းတွေကိုကျွန်တော်မြင်လိုက်ရတယ်ဟုတ်သားပဲခြေထောက်ကို အပြည့်ပေးုံနဲ့လုံမမလုံလောက်တာပဲအဓိကကပါးစပ် ခြေထောက်အပြင်နောက်ထပ်အရေးကြီးတဲ့အပြစ်တွေကျူးလွန်မိခဲ့တာကပါစံဒီပါစံကြောင့်ကျွန်တော်ဗမာနေမှန်မြင့်အောင်တည်သွားတာဒီပါစံကပြောတဲ့စကားတွေကြောင့်ဒေဝီစိတ်ဆိုးသွားတာတကယ်အပြစ်လုပ်ခဲ့တာကပါစံဒီပါစံကသာအရိကာတရခံပဲခြေတချောင်းကိုတရွတ်တိုင်ဆွဲပြေးနေလျက်မှာကျွန်တော်ညံလင်းတွေပွင့်ကုန်တယ် ဘဝဘဝဖြည့်ဆည်းခဲ့တဲ့ပါရမီတော်တွေကအခုအချိန်မှာအကြောင်းအကျိုးတိုက်ဆိုင်ပြီးကျွန်တော်အသိဉာဏ်ကိုတကားဖွင့်ပေးလိုက်ပါပြီ။တိမ်မြုပ်ရှက်တွယ်နေတဲ့အဖြေတစကိုဆွဲထုတ်ပေးခဲ့ပြီ။ဟောရှေ့မှာစတိုးဆိုင်လေးမှန်လုံကားထားတဲ့စတိုးဆိုင်လေးတစ်ခုကိုမလှမ်းမကမ်းမှာကျွန်တော်လှမ်းတွေ့လိုက်ရတယ်။ကျွန်တော်သိပါတယ် ဒီဆိုင်လေးမှာလုံငယ်သောရက်ပိုင်းကခွေးလေးတွေကြွေးဖို့ငါးတတာဘူးအချို့ကျွန်တော်ဝယ်ဘူးတဲ့မှန်တကားကိုတွန်းဖွင့်တော့ငွေရှင်းကောင်တာမှမိန်ကလေးရဲ့ထိတ်လန့်တကြားမျက်နှာကိုတွေ့ရတယ်။ချွေလားတရေလားမျက်ရည်လားဘာတွေမှမသိတော့အရေတွေလိမ့်ချန်နေတော့ကျွန်တော်မျက်နှာပေးပွနေတဲ့ခန္ဓာကို သွေးလိမ့်လိမ့်ပေပြီးတရွဆွဲနေတဲ့ခြေတောင်။ဒါရှိလား။ရှင်။ဒါဒါတချောင်းလိုချင်တာ။အတွင်းဘက်မှာကောင်မလေးတူပါ။ထိတ်လန့်တကြားပြေးထွက်လာတယ်။တွေ့ပါပြီ။စလေဘူးတွေတင်ထားတဲ့ချင်းတချင်းပေါ်မှာကျွန်တော်လိုချင်သော အရာကို တွေ့လိုက်ပါပြီ။ဒါတော့မဟုတ်ပါဘူး။တတ်ထူရောင်တွေ တလဲလဲထားနေတဲ့ကက်ကြီးတလဲဖြစ်ပါတယ်။ ကကြေးနဲ့လည်းအဆင်ပြေပါတယ်။သူကတော့ဓားထက်ပိုထီအောင်နေပါအောင်မယ်။မကောင်းဆိုးဝါးတကောင်လို့အော်ညင်းရင်ကကြေးကိုကျွန်တော်လှမ်းဆွဲလိုက်တယ်။ပြီးတော့ရှာကိုထုတ်ရှာကိုဆွဲထုတ်။ဟာ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  ွေးရည်တွေစီးကြလာတဲ့ပါဇက်နဲ့လက်နဲ့ပင့်တုံရင်ပေကက်ကက်လှုပ်နေတဲ့ရှာကိုထိန်းကင်ပေးလိုက်ပါတယ်။မရသေးဘူးထုံအောင်ထထုံအောင်မင်းကြောင့်ဒေဝီစိတ်ဆိုးသွားတာမင်းကြောင့်ဒေဝီငါ့ကိုထားသွားတာမင်းရှည်လို့မင်းဆောင်စီကံမရှိလို့ပေါင်းလို့ပေးစားစကားတွေပြောလို့ထုံဆန်းဒီလောက်တောင်ရှည်တဲ့ရှာကိုငါဖြတ်ပြင်မယ် ဘဲဘဲလန်းနဲ့ရှာထိတ်ကိုဖိကိုင်းပြီးရနိုင်သမျှရအောင်ကျွန်တော်ဆွဲထုတ်တယ်။အုံလိုက်ပင်ကျွတ်ပါလာသလားကျွန်တော်မပြောတတ်ပေမယ့်ရှာကပါဇက်ထဲမှာတဆင်တဆက်ဆက်တုံနေတဲ့မြွေကြီးတကောင်လိုလက်တွင်းကိုတော်တော်ရှေရှေပါလာတယ်။ပြီးတော့ပါဇက်ရှိမှာကကြေးကိုကန့်လန့်တင်းကလက်ကင်ကိုအားကုန်ဖိချပစ်လိုက်တယ်။ အာဆိုင်တွင်မှဝင်းနှန်းကောင်မလေးနှစ်ဦးအားကုန်အော်ဟစ်ပြီးပြေးထွက်သွားတယ်။တွေးတွေတွေးတွေမေးစင်းမှတဆင်လက်တွေပေါ်စီကြလာတယ်။ကျွန်တော်ညှက်နေတော့မယ်။ကန်ကြီးနဲ့လက်ကင်ကိုတတိတိကျွန်တော်ဖိချနေတော့မယ်။အားသုံးလေတွေးတွေပန်းထွားလေ။ကျွန်တော်စိတ်မှကျေနပ်လေ။ရွှတ်ခနဲ့ ကန့်ချင်းအသွာချင်းရိုက်တန်တဲ့အတူ နောက်ဆုံးမှာအသားဆိုင်တစ်ခုကတိကနေပြတ်တောက်သွားတယ်ပါဇက်သေးလုံးဝင်လာတဲ့သွေးတွေကို ကျွန်တော်မျိုးချပြတော့အရင်နဲ့မတူ အရသာက ဟာလာဟင်းလင်းရခုမှာပါဇက်ကပိုပြီးခြောင်လဲသွားတယ်လို့မျိုး လက်တွင်ပါလာတဲ့ရှာတစကိုကျွန်တော်ငုံကြည့်နေမိတုံးပဲဟင်းရှေးမှာဖြတ်မောင်းသွားတော့ ကာမဲကြီးတစဉ်ဒီကာကြီးကဒေဝီကျွန်တော်ကို မျိုးထဲမှာလာခေါ်တဲ့ကာကြီးလားမှန်တကားကိုတွန်းဖွင့်ပြီး ကျွန်တော်ဆိုင်ရှိပြေးထွက်လိုက်တယ်ဟုတ်တယ်ဒေဝီအဲ့ဒါဒေဝီသွေးယူသွေးတန်းပြောနေတဲ့ပါဇက်ကအတန်ကို ကျွန်တော်နားမလဲမိဘူးမှန်လုံးပိတ်ထားတဲ့ကာမဲကြီးကအတော်ဝေးဝေးမှာဖုံတွေအလုံးလုံးထကြံခဲ့လေးပြီး တေဝီတီမာလီလက်ထဲမှာရှာကိုထောင်ပြရင်ကျန်နော်ပြေးလိုက်လိုက်တယ်။ဒေဝီဒီမာကြည့်ပါဦး။ကျန်နော်ဖြတ်ပြေးလိုက်ပြီ။နောက်ဆိုဘသူမှစကားပြောလို့မရတော့ဘူး။ဒေဝီဘာမှပူစရာမလိုတော့ဘူး။ဗဇက်ကဘလုံးပရိအတန်တွေကိုကျန်နော်အထူးအဆန်းကြားလိုက်ရတယ်။ကျန်နော်စကားကိုဒေဝီမှနားလည်ပါမလား။ဒါပေမဲ့ ကျွန်တော်ဆက်ပြောနေတော့မယ်ဒေဝီကျွန်တော်ကိုမထားခဲ့ပါနဲ့ဗျာကျွန်တော်သူတို့ကိုအပြစ်ပေးလိုက်ပါပြီဒီမှာရှာ ကျွန်တော်ဖြတ်ပြစ်လိုက်တဲ့ရှာထိုးချိန်မှာပဲတီကနေဟွန်းတန်ရှည်ကြီးတခုကိုညာဘက်နားစီမှာကြားလိုက်ရတယ်ပြီးတော့ထိုးတန်ကြီးကကျွန်တော်ကို အရှိန်ပြင်းပြင်းနဲ့ဖြတ်တိုက်သွားတယ် တရွဆွဲနေတဲ့ကျွန်တော်ခန္ဓာကိုယ်လေးမှာလွင့်စင်သွားတယ်။ဒါပေမဲ့လက်ထဲမှာရှာကိုတော့လှုံမချပြဘူး။အဲ့လိုဆိုသူ့ဖုံထဲမှာကတင်းလွန်စားဖြစ်လောက်စရာဘာတခုမှရှိမနေဘူးပေါ့။ဖုံကလုံးဝအသိဆက်ဆက်ကြီး။ကန်ရောဟန်းဆက်ရောအသိဘယ်ကောမှတောင်ခေါ်မထားသေးဘူး။အဝင်ကောလည်းမရှိဘူး။ဟုတ်လား။ ကြားရသောစကားကြောင့် GM ဦးမြင့်သူမှာတွေတွေဆာဆာဖြစ်သွားတယ်။အဲ့ဒီလိုဆိုတိုက်ခန်းကရောသူကိုယ်တိုင်ပဲငှားထားတာလား။အခန်းပိုင်ရှင်နဲ့တော့တွေ့ပြီးသွားပြီ။သူလဲငှားတဲ့လူကိုအတိအကျမသိဘူးဖြစ်နေတယ်။ပွဲစားမိမတယောက်ကြားခံပြီးလာငှားသွားတာတဲ့။အခုအဲ့ဒီပွဲစားလဲဆက်သွယ်မရဘူးဖြစ်နေတယ်။အော်တော်တော်တော့စိတ်ဝင်စားဖို့ကောင်းသားဗျ။ဒါနဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ရော တွေ့ကြည့်ပြီးသွားပြီလားတွေ့တင်တလောက်တော့တွေ့ပြီးသွားပါပြီအဲ့ဒီတိုက်ခန်းမှာကလည်းသူ့အပါဝင်မှသုံးခန်းလောက်ပဲလူနေတာကမ်ပဏီဝန်ထမ်းလီမယားကတော့မနဲ့သွားညင်းနေပြန်မို့သူ့နဲ့ပတ်သက်ပြီးထွေထွေထူးထူးဘာမှမသိဘူးဒါပေမဲ့ကိုရောင်ဆောင်ဖိုးကြီးကတော့ထူးထူးဆန်းဆန်းစကားတခုပြောတယ်ဘာတယ်လဲတိတ်လှတဲ့မိန်းမတယောက်တနင်းငွေနေတိုင်းနန်းဦးစီကိုလာတတ်တယ်တဲ့ ိတ်လှတယ်မိမတရားဟုတ်လားဘယ်လိုမျိုးလဲဗျဘယ်လောက်တောင်လှလို့လဲအဲ့ဒါတော့သူလည်းမသိဘူးအဲ့ဒီမိမကနန်းဦးစီလာတိုင်းမျက်နာကိုပဝါအုပ်ထားတာတဲ့ဟာထိုးစမ်းလာကြလားသူ့အပြောတော့တော်တော်အထက်တန်းကြပြီးတော်တော်လှတယ်မိမဖြစ်နိုင်တယ်တဲ့သူတို့စကားတချို့ကိုထပ်ပြောခြင်းမိကြတယ် ဒါပေမဲ့စေယုံအခန်းတွင်းမှာရှိနေသည်ကသူတို့ကြီးမဟုတ်ယန္နံထိုရာသည်ဒေဝီရဲ့ယန္နံကျွန်တော်သိတာပေါ့ထိုယန္နံလေးနဲ့ဒေဝီကျွန်တော်ကိုနတ်ပြည်အကျဉ်းချင်းခေါ်သွားခဲ့ဘူးတဲ့ယခုလေထိုယန္နံလေးကကျွန်တော်ကိုနတ်ပြည်ပို့ဖို့ကြံဆောင်နေတယ်ဘယ်မှာလဲဒေဝီဘယ်မှာလဲ ကျွန်တော်လူးလုံလှူရှားလာတော့အသွေးအသားကိုသွေးတိုးဆန်းနေတဲ့ရေနံလေးနဲ့အတူ စကားတန်အချို့ပါ မကြားတစ်ချက်ကြားတစ်ချက်နားထဲဝင်ရောက်လာတယ်။ပထမကြားရတာကဦးလေးဦးစော်ဝင်းအတန်းနောက်ထပ်ကြားရတာက GM ဦးမြင့်သူအတန်းသူတို့တွေကျွန်တော်ရှိနေရရဲ့အပြင်ဘက်ခန်းမှာပြောနေကြခြင်း ဖြစ်လာတယ် ကျွန်တော်ထံရောက်လာတဲ့အတန်လိုင်းတွေကတစုံတရာအရန်တားများကိုကျော်လွန်ပြီးရောက်လာရတဲ့ပုံသဏ္ဍာန်မျိုးကျွန်တော်လဲလျောင်းလျင်အားရက်တို့ဓာတ်ရိုက်ထိတွေ့လာခြင်းမဟုတ်သလိုမျိုးဒေဝီနှုတ်ခမ်းလောက်ယုံလောက်တူတူလေးကျွန်တော်ညီးတွားလိုက်မိတယ်ဒေဝီကျွန်တော်အနီးမှာရှိနေတာလားမျက်လုံးကိုဖြည်းဖြည်းဖွင့်ကြည့်တော့ဝေဝါးနေတဲ့နန်ရံအမိုးကိုမြင်ရတယ် မွေးလိုက်တာဒေဝိယနံကကျွန်တော်အနီးတို့တိုင်းပြင်းပြင်းပြပြရောက်ရှိနေတယ်ဘယ်မှာလဲဒေဝိဘယ်မှာလဲအချိန်ချင်းရင်မူးဘူးတဲ့အနန္တနဲ့ခံစားမှုအရာဒေဝိရှိနေတယ်ဆိုတာကျွန်တော်သိနေတယ်ကျွန်တော်စိတ်အထင်တော့ဒီကောင် Facebook တအားသုံးနေဗျ Facebook မှာရေးစားတွေပါတယ်များရပြီ တိုက်ခန်းငားနေပြီးတော့အတူတူနေကြရလားမသိဘူးဒါကစက်ယုံရဲ့ GM ဦးမြင့်သူအတန်းကျွန်တော်လည်းအဲ့ဒီလိုပဲထင်မိတာပဲအခုလဲကောင်မလေးနဲ့အစင်မပြေလို့များကိုကိုကိုအခုလိုလှုပ်ပြစ်လိုက်တာလားမသိဘူးဒါကဦးလေးဦးစော်ဝင်းအတန်းကျွန်တော်မနေနိုင်တော့ပါဘူး ဦးလေးတို့ရဲ့ပေါက်ကရစကားတွေအတွက်ရော ကျွန်တော်စီတိုးဝင်သွေးတိုးဆန်းနေတဲ့ဒေဝိယနန်းကြောင့်ရောကျွန်တော်ဘလို့မှဆက်သီးမခံနိုင်တော့ဘူးထို့အတွက်ဒေဝိရုံးကန်ရင်ထွက်သွားတဲ့ကျွန်တော်အတန်ကဘလုံးပထွေးနဲ့နားထဲမှာတော်တော်ထူးဆန်းသွားတယ်ဟဲ့တာတတိယလာပြီလား ပြေးလာတဲ့အခြေတန်နဲ့အတူဒေါ်လေးအတန်ကိုကြားလိုက်ရတယ်။ဒေဝီဒေဝီကျွန်တော်အတန်ကိုကျွန်တော်နားမလည်နိုင် တော့ဘူး။နန်းဦးတရီရလာတယ်ထင်တယ်ကိုစောဝင်။ဟုတ်မယ်။ထိုးစင်မှာပဲတောက်ရှောင်ငိမ့်တဲ့၍နားထောင်နေသောမိန်းကလေးတန်တတန်ကအပြင်ခန်းမှနေထူးခြားစွာထွက်ပေါ်လာပါတယ်။ကဲ အဲ့ဒီလိုဆိုရင်တော့ခလေးကိုတွားကြည့်လိုက်ပါအောင်ကျမပြန်လိုက်အောင်မဲကိုစုံဝင်ဟာဟုတ်ကဲ့ပါ MD အခုလိုလာတင်းမိတာကျေးဇူးပါဗျာမဟုတ်တာရှင်ကိုစုံဝင်တူပဲနောက်ပြီးတော့ကျမဝန်ထမ်းမယ်ဟာအပြင်းကန်းစီမှာလှုံရှားတဲ့အချို့ကိုကြားရတယ်ဒေဝီဒေဝီဘမလည်းကျွန်တော်လှုံရှားမှုကြောင့်နဘေးမှာစက်ပစ္စည်းအချို့ကတတိတိထမြည်တယ် တကားဖွင့်လိုက်တဲ့နှစ်ခုကတပြိုင်နဲ့ဆိုသလိုထွက်ပေါ်လာတယ်။ကျွန်တော်ရှိနေရအခန်းဝမှာဦးလေးရဲ့ရုပ်ပုံပေါ်လာပြီးနောက်အခန်းဝမှာတော့ရုံးကန်လျက်မှာဒေဝိရေမွေးနံကိုကျွန်တော်အသေးအတန်ရှူနေမိတယ်။ဟောရန်နန်းကမွေးရန်နန်းကတဖြည်းဖြည်းဝေးဝေးသွားသလား။ဒေဝိကျွန်တော်ရှူကြည့်မိနေတော့မယ်။ မြေမာလဲကြနေတဲ့တစ်ပင်လေးနာသွားပြီးတိုတိုလေးကျွန်တော်ကပ်မေးလိုက်တယ်။ခမားပါလို့အခုလို အမြင့်ကကြွပြီးလဲကြနေတာလဲ။ငါအားနေမှန်းသိလို့မိုးတန်မုံတိုင်းကငါ့ကိုတမင်ရွေးပြီးအနိုင်ကျင့်သွားတာ။ တကောလုံးအယိုးပြိုင်ပြိုင်ကြပြီးဥโจလေးသာ မြေမာစိုက်ကြံရေရှာတဲ့တမင်လေးနာသွားပြီးကြံတော်တူတူမေးမိပြန်တယ်ခမည်းပါဖြစ်လို့အခုလိုဖြစ်သွားရတာလဲခမည်းတကောလုံးလည်းအယိုးပဲကြံတော်တယ်ငါမှ ပြန်ပြီးခူးကြိုက်တိုက်ခိုက်နိုင်တဲ့အင်အားမရှိတာပဲအဲ့ဒီတော့ခွေးတအုပ်ရဲ့ညစာဖြစ်သွားရတာပေါ့အော် ငါးထိန်အင်အားကြီးတဲ့ကြားတို့အချင်းသေးတို့ကို သူတို့အခုလိုဘယ်လုံရဲပါလိမ့်မလဲကဆုံပေါက်ပြေးနေကြတဲ့လှဲဆွဲမြင်းလေးကိုကြော်ပွနဲ့အကြိမ်ကြိမ်ထက်ရိုက်ပြီးအပြင်းအထန်ခိုင်းစီမောင်းနေနေတဲ့လှဲဆရာကိုမြင်တော့ကျွန်တော်မှတအံတော်မေးလိုက်မိတယ်။သူတက်ဆွမ်းနိုင်တဲ့လောက်ပြေးနေပြီပဲဗျာ။ဘာလို့ကြော်ပွနဲ့ထက်ထက်ရိုက်နေတာတော့ သူ့ကိုလည်းကြည့်ပါအောင်တင်မားမှာအရှိုးရာတွေထပ်နေပြီသူဒီထဲမြန်မြန်ပြေးဖို့လိုတယ်ဗျအဲ့ဒီတော့ကျုပ်သူ့ကိုဆုံးမနေတာကျုပ်ဒီလိုမှမဆုံးမရင်ကျုပ်သခင်ကကျုပ်ကိုဒီလိုပြန်ဆုံးမလိမ့်မယ်ပြောပြောဆိုဆိုလှင်းစရာကဝှစ်ထားတဲ့သူ့အင်ညီကိုချွတ်ပြတယ်အော်သူ့ကြောပြင်မှာအရှိုးရာတွေအပြည့် ဆူတောင်းဆိုတာမျိုးဒီကအချိန်တွေကုံလွန်သွားပြီးကမှပြန်လာတတ်တဲ့အလေးအကျင့်မှာရှိနေပါသလားကြာတော့ကြာခဲ့ပါပြီအစဉ်တဖြင့်မဲမောင်မွန်ချက်အနှိမ့်ဆက်ခံနေရတဲ့အခန်းချင်းလေးတွေကနေကျွန်တော်ရုံးမထွက်နိုင်ခင်ကာလတွေမှာစုတစ်ခုကိုအကြိမ်ကြိမ်တောင်းခဲ့ဘူးတဲ့ နှွေးထွေးလုံကြုံတဲ့မိမိရင်ခွင်ထဲမှာတညလောက်ဖြစ်ဖြစ်အိတ်ဆက်ခွင့်ရပါစေဆိုတာမျိုးအခုဆိုဤအိမ်ကြီးမှာကျွန်တော်ကြောက်စရာဘယ်သူမှမရှိတော့ပါဘူးကျွန်တော်ကိုနှိမ့်ဆက်နိုင်တဲ့အခက်အလက်တွေလည်းအချိန်ဆိုတဲ့သဘောတရားနဲ့အတူဝေး၍ဝေး၍သာပျောက်ကွယ်သွားခဲ့ရပါပြီ။ လောကဆိုတာမျိုးကပေရန်နဲ့မြင်းတားသလိုတပြောင်လဲထွက်သွားတာမျိုးမှာမဟုတ်နိုင်တာလေကြည်ပါဦးအခုဆို အမင်းလိုလိုညှီဆို့နှမ်းလောင်းနေတတ်တဲ့ကျွန်တော်အခန်းချင်းလေးဟာမိမိရဲ့ပြုပြင်ပြောင်းလဲပေးထားမှုတွေနဲ့တောက်ပလင်းပွင့်နေပါပြီ။ မမေရဲ့ရင်ခွင်ထဲမှာလဲတညမဟုတ်ဘူးကျွန်တော်အိတ်ဆက်ရင်အိတ်ဆက်တလောင်ညတာတွေရှေခွင်ရာနေပြီဒီလိုဆိုတော့လဲကျွန်တော်ဖြစ်ဒီပြောင်းလဲသွားမှုတွေကမယုံကြည်နိုင်စရာပါလားစင်းယုံကဆင်းပြီးနောက်မေမေတူးသေးတာရှိတော့တယ် EAG ကိုကျွန်တော်ပြန်ခြေချခွင့်ရခဲ့တယ်အဲ့ဒီနေ့ကိုကျွန်တော်မှတ်မိနေပါသေးတယ် ်မင်းမင်းအရင်ငါထဲအများကြီး အသက်ကြီးသွားတယ်ဒါပေမဲ့ကျွန်တော်အမြင်မှာတော့လှနေတုံးပါပဲပေတော့မမေခြေတော့တွေ အကောင်ပကတိမဟုတ်တော့အကူအကာမပါပဲလမ်းရှောင်နိုင်နေပါပြီကျွန်တော်ကတော့မမေအစားမမေနေရာမှာဝင်ယူလို့ပေါ့အဲ့ဒီနေ့ကမမေက ဝီးချဲလေးကိုတွန်းပြီး ကျွန်တော်ကိုတဏီယာခေါ်သွားတယ်။ကျွန်တော်မှတ်မိပါတယ်။ဝီးချဲလေးရဲ့ဥတီယာဟာမေမေအကြကြီးကိုမာယောဂာနဲ့ဂရင်းမော်လဲခဲ့ရတဲ့အခန်းလေးရှိရာစီပါ။အခန်းဝရောက်တော့မိမိကပိတ်ထားတဲ့တကားလေးကိုအตาဖွင့်ပြတယ်။အခန်းထဲကဂရင်ပေါ်မှာဆန်းဆန်ကြီးလဲနေတဲ့လူတယောက်ဘယ်သူလဲ ကျွန်တော်ရဲ့ဘလုံးမထွေးစကားကိုမေမေကနားလေတယ်လို့မျိုးတစ်ချက်ပြုံးပြပြီးဝီးချဲလေးကိုဂရင်အနီးသို့တွန်းရွှေ့ကားပေးတယ်။ဟာဦးတိုင်းကျော်စိတ်ထဲမှာရေရိုးမိလိုက်ပေမဲ့ကျွန်တော်အတီးနယ်ခန္ဓာအတွေးမှာတော့ထိုအတန်ကတော်တော်ကျေလောင်သွားပါတယ်။လူရောက်ပင်မပေါ်တော့လောက်အောင်ဦးတိုင်းကျော်မှာပိန်လီ၆ကတ်ခါနေတယ်။ ပဇက်ပွင့်ပြီးအိပ်ပျော်နေပုံကအသေးကောင်နဲ့မချားလှပါဘူးအသက်ဇီဝင်ကင်းမဲ့နေတဲ့အယိုးစုတစ်ခုကိုကျွန်တော်မှမြင်တွေ့လိုက်ရတယ်လို့မျိုးအယိုးပေါ်အရေးတင်နေတဲ့အယောင်အစင်းကတွေးပင်မလျှောက်တော့တဲ့အလားအလံတကြားမိမိကိုမော်ကြည့်တော့အရက်တောင်များပြီးတော့အသေးကျွမ်းသွားတာတိတယ်မဟုတ်လားသူကအရင်ကတည်းကအသေးတိတ်မာတဲ့သူလေး အခုတော့အမားများပြီးတဖယ်ချင်းကြွေကြနေလေရဲ့မေမေကဥတိုင်းကျော်ပုံစံကိုကြည့်ပြီးအာရဝန်တာပြောပြတယ်ကျွန်တော်တစုံတရာကိုဘလုံးပထွေးမေးလိုက်မိတယ်စိုးမိုးကိုမေးတာလားတာစိုးမိုးလည်းမရှိတော့ဘူးကွလွန်ခဲ့တဲ့9နှစ်ကလေးကမွေးကြိုက်လို့တည်သွားပြီ။ဟင်။တည်တယ်တည်တယ် သားမေးတာကိုမမေ့သိတယ်။ကိုင်းတယ်မွေကမာလကာပင်အောက်ကသားရဲ့မွေကြီးပဲ။ဘာကြောင့်ရဲမသိပါဘူး။အခုနောက်ပိုင်းကျွန်တော်ပါဇက်ဟာရေးမပြေသောအိုးတိုးလိုဖြစ်နေတာကြာပါပြီ။တနေရရမှာတစုံတစ်ခုလွတ်လပ်ပြီးအံဝင်ခွင့်ကြမရှိသလိုပါပဲပြီးတော့အရသာတွေခံစား권မရတာလဲကြပါပြီ။ အဆိုးဆုံးကကျွန်တော်ပြောစကားကိုကျွန်တော်နားကိုတိုင်းကိုကနားမလဲတော့တာပါဒါပေမဲ့အံ့ဩဖို့ကောင်းတာကကျွန်တော်ပြောသမျှကိုမေမေကနားလည်နေပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့ဒီကိစ္စအတွက်တော့ကျွန်တော်စိတ်တော့ကမယောင်မိပါဘူးကျွန်တော်ပါဇံအတွက်အရေးကြီးတာတန်ရှင်းရေးလေး ကျွန်တော်သွားရည်သာအစဉ်သဖြင့်တန်ရှင်းခိုင်မာနေဖို့လိုတာလေဒါမှသာဒေဝီနဲ့ပြန်တွေ့ခြင်းကျွန်တော်ဘက်ကအစဉ်သင်ရှိနေမှာပါအဲ့ဒီအတွက်လေလုံးတင်နာမှန်သမျှကိုကျွန်တော်ဘက်ကမယွင်းမချို့လှုပ်ဆောင်ထားပါတယ်မေမေဟေးတာလီမိဖို့ကြောင့်ပဲစီမမေမေထူတန်ကိုကြားရတယ် ตาต้อไต่ฉินลุเอเอตาลีขณะส่องเมเมตะบุตันเนี่ยเยกั้วอยู่ละแกเมตึ่มะจาบาบูตะบุตันเนี่ยเยกั้วกูกายบีเมเมจน่ออะคันตวินกูวินยอกลาเดကျွန်တော်နောက်ဖက်ကအရာတစ်ခုကိုကြည့်ပြီးလဲအံ့ဩသွားတယ်။အော်သူရောက်နေတာလား။ဟုတ်တယ်မေမေ။မေမေကိုပြုံးပြရင် နောက်ဘက်ကိုကျေနာစွာလှဲ့ကြည့်တော့အကြီးကွန်တွေ တလဲလဲထနေတဲ့နှစ်ချို့မွေကြီးတကောင်ဟာကျွန်တော်အိရာပေါ်မှာပုံပုံကြီးခွေလို့ဘလိုပဲဖြစ်ဖြစ်ချစ်ပါတယ်။ဤမွေကြီးကိုရောဒေဝိကိုရော အပြာရောင်ဖရာကိုရောပေါ့။တူဆောင်မြမဆန်တော်ကြီးနန်းနဲ့၃နာရီ24မိနစ် ဆုံးထိနားဆင်ပေးကြတဲ့ကလေးကတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်များမှာလည်းစိတ်ဝင်စားစရာ ကောင်းတဲ့စာအုပ်လေးတွေကိုဆက်လက်ဖတ်ပြပေးမှာမို့ဆက်ဆက်စောင့်မျှော်နားဆင်အားပေးကြပါဦးရှင်။အားလုံးပဲဘေးကင်းကြမ်းမှာကြပါစေ။